မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းလေးကိုတင်ဆက်ပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အမေရိကန်ဤအွန်လိုင်းကြားဖြတ်လိမ်လည်မှုနဲ့အွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးတွေနည်းနည်းလှုပ်ဝက်သောရည်ရွယ်ချက်တစ်ခုရှိနေဟုအချမ်းပတ်စစ်တပ်ပြောခွင့်ရဇော်မဲထွန်းပြောမြန်မာနိုင်ငံတွင်ကြားဖြတ်များကြီးထွားလာမှုထိုင်းနိုင်ငံကြောင်းဟုအပြစ်တင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အမေရိကန်ပြည်ထောင်စု၏အွန်လိုင်းကြားဖြတ်လိမ်လည်မှုနှင့်အွန်လိုင်းလောင်းကစားမှုတိုက်ဖြတ်ရေးမှာ hidden agenda နည်းနည်းလွတ်ဝတ်သောရည်ရွယ်ချက်တစ်ခုရှိနေကြောင်းအကြံဖတ်စစ်တပ်ပြောခွင့်ရစောမဲထွန်းကပြောဆိုပါရယ်။ရှနီစစ်တပ်၏ဝါဒဖြန့်သတင်းစာများမှတဆင်ထိုးထိုးထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီးအမေရိကန်ပြည်ထောင်စုအနေဖြင့်မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Strike for Burma အဖွဲ့အဖွဲ့စည်း၍မြန်မာနိုင်ငံရှိကြားဖြတ်စင်တာနှစ်ခုကိုစစ်စင်ရေးပြုလုပ်ခဲ့သည်ဟုသိရှိရကြောင်း ရှင်ပြင်မြန်မာနိုင်ငံရှိ KK ဘက်ကဲ့သို့သောလိင်လယ်မှုနေရာများကိုတိုက်ဖြတ်ရန်အတွက် Riot Time Police War Ron Test ဖို့နေအတူပူးပေါင်းဆောင်ရွက်ရန်ဘန်ကောက်သို့ FBI အေဂျင်များဆေလွတ်တည်ဟုသိရှိရကြောင်းအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။ဒါရီကိုသုံးသက်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနကပြောတဲ့ online လိင်လယ်မှု online လောင်းကစားမှုတိုက်ဖြတ်ရေးဆိုတာထက် hidden agenda နဲ့နေတဲ့လုပ်ဝတ်ချက်တွေတခုရှိနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိရပါတယ်ဟုအကြံဖတ်စော်မင်းထွန်းကပြောဆိုပါတယ်။ ရှင်းပြင်မြန်မာနိုင်ငံရှိကြာဖြန့်ဒေသများဖြစ်သော KK ပန်ရွှေကုတ်ကိုကြောက်ခက်ဒေသများရှိအခြေခံလူနေထိုင်မှုရှိလျက်ဆက်ပြီးဆက်သွယ်ရေးတို့မှတစ်ဖက်နိုင်ငံမှရရှိခြင်းဖြစ်ကြောင်းစစ်တပ်က KK ဘက်ကိုဖြိုဖျက်စင်ကလည်းအစများထိုင်းနိုင်ငံဘက်သို့ကြောက်ရောက်သည်ဟုကန့်ကွက်ကြောင်း KK ဘက်ကိုဖောက်ခွဲဖြိုခွဲမှုများသည်အစစ်မြေဖောက်ခွဲမှုများဖြစ်၍အနီးအနားရှိသစ်ပင်ပင်မှလုံကြောင်းထို့ကြောင့်ထိုင်းနိုင်ငံတဲ့သို့အစများကြဆရာအကြောင်းမရှိကြောင်း၎င်းကဆိုပါတယ် ထို့ပြင်ကြားဖြတ်ဒေသရှိအလုံးလောက်ကိုင်နေသောနိုင်ငံသားသားများ၏69ဒသမ500ခန့်လုံးမှထိုင်းနိုင်ငံမှတစ်စစ်ဝေရောက်လာခြင်းဖြစ်ကြောင်းအကြံဖတ်စော်မင်းထွန်းကအပြစ်တင်ပြောဆိုခဲ့ပါတယ်။ဆလဘီစစ်ကောင်စီတပ်နဲ့ BGF ကောင်းဆောင်ပိုင်းတွေတွေ့ဆုံပေမဲ့မကြေမလည်ဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ကြားဖြတ်အရေးနဲ့ပတ်သက်ပြီးမြဝတီမြို့မှာနိုဝင်ဘာလ18ရက်ကစစ်ကောင်စီတပ်နဲ့ ကရင်နယ်ခြားစောင့်တဲ့ VGF ကောင်းဆောင်ပိုင်းတွေထွေးဆောင်ဆွေးနွေးရမှာအဆင်မပြေဖြစ်ခဲ့တယ်လို့ VGF နဲ့နှီးဆက်တဲ့တရင်ရင့်မြထံကသိရပါဗျ။စစ်ကောင်စီတပ်ဘက်ကတာဝန်ရှိသူတွေနဲ့ VGF ကောင်းဆောင်စောချစ်သူစောမို့သူတို့ကမြောက်ပြည်မြို့မှာထွေးဆောင်ဆွေးနွေးခဲ့ကြတာပါ။ရွှေကုတ်ကိုမြို့တက်တဲ့ဝင်ရောက်စစ်ဆေးတာနဲ့ပတ်သက်ပြီးမြို့ကိုထိန်းချုပ်ထားတဲ့ BGF ကောင်းဆောင်စောချစ်သူကမကျင်မနက်ဖြစ်နေတယ်လို့ BGF နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တအုပ်ကပြောပါရယ် အဲဒီနောက်မနေ့နိုဝင်ဘာ16ရက်ကရွှေကုတ်ကိုစီးနင်းမှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ VGF ကပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စောနဲ့စောချစ်သူတို့ရဲ့တားငယ်စောချစ်ချစ်သားတို့တောက်ဦးဆောင်ပါဝင်တာတွေ့ရပါတယ်။မနေ့ကစီးနင်းမှုကတော့ရွှေကုတ်ကိုမြို့ရဲကကြာဖြတ်လုဆောင်နေတဲ့လုပ်ငန်းခွင်တချို့ကိုအယောင်ပြစစ်ဆေးတာလို့ဝေဖန်ခံနေရပါတယ်။ကြဖြန့်လုပ်ငန်းသုံးကွန်ပျူတာတွေဖုန်းတွေနဲ့အတူတရုတ်နိုင်ငံသားအများစုပါဝင်တဲ့နိုင်ငံသားတွေကိုဖမ်းဆီးရမိတယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ရဲ့နိုဝင်ဘာ16ရက်နေ့ထုတ်ပြန်ထားချက်အရရွှေကုတ်ကိုမြို့တက်ထဲဝင်ရောက်စစ်ဆေးမှုအတွင်အွန်လိုင်းလောင်ကစားမှုမှာအသုံးပြုနေတဲ့ဖုန်းအလုံးကြီးတပေါင်းနီးပေါင်းဆက်ဆက်ပစ္စည်းတွေနဲ့အတူနိုင်ငံသားသားအယောက်346ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြပါတယ်စစ်တပ်နဲ့ BGF တို့ရဲ့ပူးပေါင်းစစ်ဆေးမှုတွေဟာဟန်ပြလောက်တာဖြစ်ပြီးရွှေကုတ်ကုံမျိုးတွေကတချို့ကြားဖြတ်တရုတ်စိုက်ထဲမှာတော့အလုသမားတွေကိုအပြင်ထွက်ခွင့်မပြုဘူးလို့သတင်းရင်းမြစ်တချို့ကပြောပါတယ် BGF ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနိုင်မောင်စောရဲ့ပြောဆိုချက်အရရွှေကုတ်ကိုတဝိုက်မှာကြားဖြန့်လုပ်သားအင်အား2000ဝန်းကျင်ရှိနေတယ်လို့သိရပါတယ်။ကြားဖြန့်ကိုလည်းဒီတစ်ခေါက်မှာအပြည့်ရှင်းမယ်လို့စီးနှမှုမတိုင်ခင်တရက်မှာဗိုလ်မှူးကြီးနိုင်မောင်စောကကြွေးကြော်ထားပါတယ်။ဒါပေမဲ့ကရင်နယ်ချားဆောင်တန် BGF အမှတ်နှစ်စစ်ဒေသဌာနချုပ်ဖြစ်တဲ့မြောက်ဝတီမြို့နယ်မြောက်ဖက်ပိုင်းကတိတ်ကတိစံပြကြီးပါတဲ့ကိုကြားဖြန့်လုပ်နေတဲ့ KK ဘက်ကတရုတ်တပ်သေးတွေကို BGF ကခေါ်ဆောင်ထားတယ်လို့ကရင်သတင်းရှင်းမြစ်ကပြောပါတယ်။ BGF အမှတ်နှစ်စစ်ဒေတာမှုဗိုလ်မှူးချုပ်စောတင်ဝင် ထိန်းထုတ်တဲ့တိတ်ကတိစံပြကြေးပါတဲ့မှာအစာဦးအသည်တချို့တဝက်တိဆောက်ပြီးစီးပြီဖြစ်ပြီးလိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကိုရွှေကုတ်ကိုမြို့ကနေတက်နေနှစ်တစ်စိပ်ပါတဲ့ရင်းတွေနဲ့တည်ယူပို့ဆောင်လာတယ်လို့ခရင်သတင်းရင်းမြစ်ကပြောပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကစတင်ပြီး BGF ဗိုလ်မှူးချုပ်စောတင်ဝင်ထိန်းထုတ်နေတဲ့က KK ဘက်ကိုစစ်ကောင်စီတပ်ကမိုင်းခွဲဖျက်ဆီးခဲ့ပါတယ်။ KK ဘက်ကိုဝင်ရောက်ဖျက်ဆီးတာနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ်စောတင်ဝင်းကမတက်တာလို့သာခွင့်ပြုပေးခဲ့ရတာဖြစ်ပြီးစစ်တရက်လောက်ရတွေနဲ့ပတ်သက်လို့မကျင့်တတ်ဘူးလို့ခရင်သတင်းကြီးမြစ်ကပြောပါရယ်ပြီးခဲ့တဲ့နိုဝင်ဘာ9ရက်ကစစ်ကောင်စီကကျင်းပခဲ့တဲ့290ပြည့်ကရင်ပြည်နယ်နဲ့အခမ်းအနားမှာစောချစ်သူစောမှုသူတို့တက်ရောက်ခဲ့ပေမယ့်စောတင်ဝင်းကတော့တက်ရောက်တာမရှိခဲ့ပါဘူးကေကေဘတ်မှာတရုတ်နိုင်ငံသားနေပြီးမြန်မာနိုင်ငံသားတွေပို့များကဆက်လက်မလုဆောင်ဖို့စစ်တပ်ကဖိအားပေးခဲ့တာကြောင့်အဲ့ဒီသူတွေကိုနေရက်ပြန်ခိုင်းလိုက်တယ်လို့စောတင်ဝင်းကဒေတာရင်းသတင်းဌာန KIC ကိုဖြေကြားထားတာရှိပါတယ် စော်တင်ဝင်ဟာကြားဖြတ်လုပ်ငန်းတွေဆက်ဆက်တယ်ဆိုပြီးအမေရိကန်အစိုးရနိုင်ငံသားပိုင်ဆိုင်မှုထိန်းချုပ်ရေးဌာန OFAC ရဲ့ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းပိတ်ဆို့အရေးယူတာကိုခံထားရသူပါကြားဖြတ်နေနေရတဲ့ပတ်သက်ပြီးသဘောထားမှတ်ချက်ရဖို့ VGF ဘုံမူးချုပ်စော်တင်ဝင်နဲ့ဘုံမူးကြီးနိုင်မောင်စော်တို့စီဖုန်းနဲ့ဆက်သွယ်ပေးမယ်အဆက်သွယ်မရခဲ့ပါဘူးခရင်နဲ့ကြားဆောင်တဲ့ BGF ကရွှေကုတ်ကိုမှကြားဖြတ်နိုင်နေဖို့အတွက်ဆိုပြီးဒီနေ့အစပိုင်းကအထူးအဖွဲ့တွေဖွဲ့ထားပေမဲ့ ကြားဖြတ်လုပ်ငန်းတွေပပျောက်သွားတာမရှိဘူးလို့ရွှေကုတ်ကိုသတင်းရင်းမြစ်တွေကဆိုပါတယ်။မြောက်ဝတီမြို့တောင်ဘက်က BGF ထိန်းချုပ်ထားတဲ့မေထော်သလေးရွာအနီးကနမေဆိုးနဲ့ကြော်ကြတဲ့ KK ဘတ်ကြားဖြတ်ဝင်တွေကိုပြီးခဲ့တဲ့အောက်တိုဘာလကစပြီးစစ်ကောင်စီတပ်ကစီနီယာမှာ KK ဘတ်ထဲကတရုတ်အပေါက်ဝင်နိုင်ငံသားသားတွေနဲ့မြန်မာနိုင်ငံသားတွေဟာထွက်ပြေးခဲ့ကြပါတယ်။ဆလဗီ NUG မှာသခိုင်းတိုင်းဝင်ကြီးချုပ်ခန့်အပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် အညာဒေသရှိအမျိုးသားညီညွတ်ရေးအစိုးရထိန်းချုပ်နေမြများတွင်ရန်သူဤအားအနည်းဆုံးနေရာများကိုနှက်ဆတိုး၍တိုက်ခိုက်လာမှုနှင့်အတူမကြမီထိုးစစ်ကြီးတရက်ပေါ်ထွက်လာလိမ့်မည်ဟုလေးလာသူများကခန့်မှန်းနေကြပါသည်။နိုင်ငံရေးလေးလာသုံးသပ်သူတဦးကကပ်ပလူမျိုးနှင့်အတွင်မကြမီကဖြစ်ပွားခဲ့သောတိုက်ပွဲများတွင်စစ်ကြောင်းတစ်ခုလုံးဖျို့ဖျက်နှင့်တက်ပြတ်သွားခဲ့သည့်အထိအင်အားအသာဖြင့်တိုက်ခိုက်နိုင်ခဲ့သည်ဟုထောက်ပြခဲ့ပါသည်။ ်။ NUG သည်တိုင်းသားမဟာမိတ်တပ်ဖွဲ့များ၏ပံ့ပိုးမှုနှင့်ထိုးစစ်ကြီးတရက်ဆင်နွှဲလာခဲ့လျင်စစ်ရေးအခြေအနေသည်တိတိတသားပြောင်းလဲသွားမည်ဟုဆိုပါတယ်။ရွှေကောက်ပွဲမတိုင်မီတိုက်ပွဲများဆက်လက်ပြင်းထန်လာနေသည့်နှင့်အမျှဓမှုထူးခြားသောဖြစ်စဉ်တရက်အဖြစ်အမျိုးသားညီညွတ်ရေးအစိုးရ၏စကိုင်းဖက်ဒရယ်လွှတ်တော်၏၆ချိတ်မြောက်ပုံမှန်အစည်းအဝေးမှစကိုင်းမဲဆန္ဒနေမည်အမှတ်၁မှရွှေကောက်တင်မြောက်ခံထားရသည့်ဦးစိုးဦးအားစကိုင်းဒေသကြီး၏ဂျာခါလာဝင်ကြီးချုပ်အဖြစ်ခန့်အပ်လိုက်တယ်ဟုတည်ရပါတယ်။ ဤဒီကောင်တော်လရေးအတွက်မဟာဗျူဟာအရာအရေးပါဆုံးနေမြေတွင်ပြည်သူများဥဆောင်မြေဖက်ဒရယ်စနစ်နှင့်ဒေတာရင်းရှိတော်လရေးအဖွဲ့များဤလှုပ်ပိုင်ခွင့်အာဏာကိုဥပဒေနှင့်အညီပြဋ္ဌာန်းပေးလိုက်ခြင်းဖြစ်ပါသည်။ကရင်နီနှင့်ချင်းဒေတာများတွင်လည်းအလားတူအုပ်ချုပ်ရေးအဖွဲ့များကစီမံခန့်ခွဲနေကြပြီဖြစ်ပါသည်။ရှေးဦးမဲဆန္ဒနယ်မြေအမှတ်နှစ်မှဦးမြင့်ထွေးအောင်လွှတ်တော်ဥက္ကဋ္ဌကောလင်းမဲဆန္ဒနယ်မြေအမှတ်တစ်မှဒေါ်ဖြူဖြူဝင်းအောင်ဒူဥက္ကဋ္ဌအဖြစ်၎င်းရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်ဝင်ကြီးအဖွဲ့ဝင်များကိုလည်းဆက်လက်ခံထားသွားမည်ဖြစ်သည်ဟုသိရပါတယ် စေအုပ်စုဘက်ကတော့ရွေးကောက်ပွဲကိုနိုင်ငံတကာမှအတိအမှတ်မပြုဖာတိဖာတာသဘောထားနေမှုကြောင့်အချက်တကွဲဖြစ်နေရချင်းတွင်ကြားဖြန့်ခိုင်းများလက်ခံထားရှိမှုများဘူးပေါ်သလိုပေါ်လာခဲ့ပြန်ပြီးရွေးကောက်ပွဲအနီးမှာအရှိုက်ထိုးခံလိုက်ရသလိုဖြစ်လာခဲ့ရပါတယ်။အမေရိကန်မှ Strike Force ဖွဲ့စည်းလာမှမြောက်လိုင်းကအမျိုးသားရေးတာဝန်ဟူ၍လက်ကောင်စောချစ်သူမှအပိသက်စစ်ပွဲဟူ၍လက်ကောင်လက်သီးလက်မောင်းတန်းလာကြခြင်းသည်ရှက်စရာမကောင်းပေလော။အရင်ကဘာလုပ်နေကြသလဲဟုမေးစရာဖြစ်လာသည်။ ယခုမှမြဝတီတွင်ဘဒူအုံတုံးနဲ့ထိုးသည့်အလားလူများရုပ်ရုပ်တက်တက်ဖြင့်ပြေးကျလွှာကျဖြစ်နေကြသည်အရာဝတီသတင်းတွင်မှ BGF မှ၎င်းတို့၏တနှစ်ဝေစုတဲမှတက်ဝက်ဖြစ်သောဒေါ်လာ195တန်ကိုစစ်အုပ်စုထံလွှဲပြောင်းပေးခဲ့ကြောင်းသတင်းများထွက်ပေါ်နေသည်ဟုရှင်းတာချပါတယ်စောချစ်သူသည်တရုတ်ဆယ်လီမင်သာပြန်ပြီးဆွဲခံရပြီးနောက်အော်အော်တောင်းရင်ဖြစ်လာချိန်2025မလတွင်လည်းယခုလိုပင်လက်တိလက်မောင်းတန်ခဲ့ပြီးဖြစ်သည်ယခုအခါစောချစ်သူသည် မရောက်လိုက်ညွှန်ကြားမှုဖြင့်စိတ်မပတပါဖြင့်တမ22ဖြင့်ပူပေါင်း၍ရွှေကုတ်ကိုအားဖြိုခွင်းရန်သဘောတူလိုက်ရပြီးဒီတစ်ချိန်တော့အလေးအနက်လှုပ်လာကြလိမ့်မည်ဟုထိုင်းဘက်ကယူဆနေသည်ဟု Nation သတင်းစာတွင်ရေးသားထားသည်လက်ရှိတွင်နေချောင်းကို BGF ကပိတ်ထားသည်တရုတ်နိုင်ငံသားများနှင့်ကောင်းဆောင်များကိုမူလူရကျွရသို့ရွှေ့ပြောင်းပေးထားသည်ဟုသတင်းများကဆိုပါသည်။အဆောက်အဦများကိုမူဖြည့်ဆည်းပြည်မီမဟုတ်ပဲအိုးမဲ့အိမ်မဲ့များပြန်လည်နေရာချထားပေးရင်းနှင့်အခြားဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်ဆက်၍အသုံးပြုသွားမည်ဟု ဗီဂျီယက်ပြောခွင့်ရအထူးပုံမူကြီးနိုင်မောင်စောကထိုင်းမီဒီယာများကိုပြောခဲ့သည်ဟုခရင်သတင်းကြန့်ကြားရေးဌာနသတင်းတွင်ပါရှိလာခဲ့ပါသည်။စီအိုစုအမျိုးသားရေးတာဝန်ဆိုသည်ကအလဲပြောင်းတစ်ခုဖြစ်လာမည်မဟုတ်ဘဲပြင်ပဝေဖန်မှုများကိုလောလောဆယ်ချွေးသိမ့်ရန်ရည်ရွယ်သည့်ထိန်းချုပ်ထားသောပြကွက်တစ်ခုသာဖြစ်နိုင်သည်ဟုအားလုံးကသုံးသပ်ထားပြီးဖြစ်ပါသည်။ဒီသို့ပင်ဖြစ်စေအမေရိကန်၏ Strike ဖွဲ့စည်းလိုက်ပြီးဆိုသောသတင်းတစ်ပုဒ်သည်မိများထိတက်ရောက်မှုရှိနေသည်ကိုအားလုံးကတအံ့တအော်တွေ့လာခဲ့ကြရသည်။ပြည်သူတို့ဤတရားသောစစ်မုတ်ချအောင်ရမည်။ ။စမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေ့ကြပါစေရှင်။